ဂျမစရီခေါလောင်းရှာဖွေမှုမှာတလားကျော်ကြာသည့်တိုင်အောင်မတွေ့ရှိတာကြောင့်စက်တင်ဘာလ23ရက်နေ့ကစတင်ကရှာဖွေမှုကိုအပြီးသက်ရပ်ဆိုင်းလိုက်ပြီးလို့ခေါလောင်းစရီရဲ့အထောက်အကူပြုဖွဲ့ကသိရပါဗျာ။ ခေါင်းလောင်းရှာဖွေရေးမှာတုံ့ပြုခဲ့တဲ့တောင်တူးဆက်ကိုရေရင်းမြစ်နဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ဦးစီးဌာနကစက်တင်ဘာလ22ရက်နေ့မှာပြန်လည်သိမ်းယူခဲ့ပါတယ်။ရှာဖွေရေးမှာတုံ့ပြုနေတဲ့ပညာလက်တင်မော်ကတော့စက်တင်ဘာလ23ရက်နေ့မှာရှာဖွေရေးဘွဲကပြန်လည်အနံခဲ့ပြီးရှာဖွေမှုကိုအပိသက်ရဆိုင်လိုက်တာဖြစ်ပါတယ်။ခေါင်းလောင်းရှာဖွေမှုကိုရဆိုင်လိုက်တာနဲ့ပတ်သက်ပြီးဦးဆောင်ရှာဖွေသူဦးစံလင်းကရှာဖွေရေးကိုအပ်လိုက်ပြီးဖြစ်ပြီးဘကိုးမှလုံးမဲ့ရှင်းလင်းဘွဲကိုလည်းတက်ဖြစ်မယ်လို့တော့မပြောထားပါဘူးလို့ဆိုပါတယ်။ဒမစရီခေါင်းလောင်းရှာဖွေမှုအတွက်အလူရှင်132ဦးရဲ့လှူဒန်းငွေငွေကျပ်330ကျော်ရှိပြီး ပြန်လည်ထုတ်လိုပါကထုတ်နိုင်ပြီဖြစ်တယ်လို့ကြေညာထားပေမဲ့လက်ရှိအချိန်ထိလာရောက်ထုတ်ယူမှုမရှိသေးဘူးလို့သိရပါတယ်။အလူရှင်အနေနဲ့အလူငွေပြန်လည်ထုတ်ယူမှုကိုမွန်လဲတနားရီကနေ၄နာရီတွင်အလူငွေဖြတ်ပိုင်းနေတကွာဘုဒ္ဓထောင်မြို့နယ်မဟာဗန္ဓုလလမ်းပေါ်ရှိမြသရဖူပရိဘောကတိုက်ပေါ်တက်မှာဖွင့်နေထားတဲ့ရုံမှာလာရောက်ထုတ်ယူနိုင်တယ်လို့သိရပါတယ်။ဒီမဇီဒီကောင်းကောင်းရှာဖွေမှုကိုအော်ဂူလာရှီယန်ကစတင်ခဲ့တာဖြစ်ပြီးရှာဖွေမှုမတိုင်မီပြုလုပ်ခဲ့တဲ့သင်းစားရှင်တွေဘက်မှာဦးဆန်လင်းက ဩဂုလ26ရက်နေ့အပီစိမ်မယ်လို့ပြောကြားထားခဲ့ပြီးဩဂုလ26ရက်နေ့မှာတော့ခေါလောင်ကြီးကိုတွေ့ရှိပြီးဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ခေါလောင်ရှာဖွေမှုမှာကိုယ်တိုင်ပါဝင်ခဲ့တဲ့ရင်ငုတ်အဖွဲ့ကောင်းဆောင်ဦးတန်းညွန်ကတော့ခေါလောင်ကိုတွေ့ရှိတာမဟုတ်ပဲသင်းမောပြက်ကူသာတွေ့ရှိခဲ့တာဖြစ်တယ်လို့စက်တင်ဘာလ22ရက်နေ့မှာတရားဝင်ပြောကြားခဲ့တာကြောင့်ဦးဆန်လင်းပေါ်ပြည်သူတွေရဲ့ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်။ ခေါင်းဆောင်ရှာဖွေရာမှာပါဝင်ခဲ့တဲ့ဦးဝင်းမြင့်ကခေါင်းဆောင်ဆွေမှုနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုစက်တင်ဘာလ25ရက်နေ့မှာဘကုံးမြို့ရှိရွှေဦးမြေထမဲဆိုင်မှာပြုလုပ်သွားမှာဖြစ်ပြီးခေါင်းဆောင်ရှာဖွေရာမှာကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေကိုရှင်းလင်းသွားမယ်လို့သိရပါဗျာ။